အပြဲတို့သည်ဤကြောင်းနှင့်လုံးဝမသက်ဆိုင်တော့ပါသင်တို့ဝိငင်သည်ခရစ်တော်နှင့်ခရစ်တော်ဤရင်ခွေ၌ငြင်းချမ်းစွာအနာယူပါနောက်ထောင်း24ခုနှစ်ဖေဖော်ဝါရီ9ရက်နေ့မှာမြန်မာနိုင်ငံအရှိတ်ဘက်ဂရင်းနီပြည်နယ်တဲကကလေး200ကျော်ပညာသင်ယူနေတဲ့စာသင်ကျောင်းတစ်ခုကိုမြန်မာစစ်တပ်ကလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့ပါတယ် အဲ့ဒီတိုက်ခိုက်မှုမှာကျောင်းသား၄ဦးသေဆုံးခဲ့ပါတယ်။စစ်ကောင်စီတပ်က2023နိုဝင်ဘာကနေ2024ဧပြီလအတွင်းဂရင်းနီပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာရဲသားတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုတွေကို Gamma War Crime Investigation BWCI ဖွဲ့ကမြေပြင်မှာစုံစမ်းခဲ့ပါတယ်။ BWCN ကစုံစမ်းခဲ့တဲ့အဲ့ဒီတိုက်ခိုက်မှုတွေမှာစာတင်ကြောင်းဆေးရုံလူနေအိမ်နဲ့အရသားပြည်သူဖျက်ဆီးသွားလာတဲ့နေရာတွေပါဝင်ပြီးအဲ့ဒီဖြစ်ရပ်တွေမှာကလေး9ဦးအပါအဝင်အရသား12ဦးသေဆုံးခဲ့ပါတယ် မြန်မာနိုင်ငံမှာအရက်သားတစ်ပိုင်းအစိုးရအုပ်ချုပ်ခဲ့တဲ့၁၀နှစ်တာကာလပြီး2021ခုနှစ်မှာတော့စစ်တဟရွေးကောက်ပွဲနိုင်ရအစိုးရစီကနေအာဏာသိမ်းပြီးလူမှုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုဖမ်းဆီးအကြမ်းချလိုက်ပါတယ်။ ငုံမှာငုံမှာပါတယ်နဲ့ပြတာအဟုတ်မတော်ဘူးတော်တော်ဘူးဟုတ်ဟုတ်တွေ့တွေ့ဟုတ်မအတကယ်ကြည့်စင်းနေပြတာကြည့်စင်းနေစစ်တဟာအနာသိမ့်မှုကိုငြင်းချမ်းစွာဆန္ဒပြတဲ့ရက်သားတွေကိုတက်ဖြတ်ခဲ့ပြီးတိတ်မကြခင်မှာပဲလက်နက်ကင်ခုခံတွန်လှန်မှုတွေတနေရာပြီးတနေရာပေါ်ပေါက်လာခဲ့ပါတယ် ဒီလက်နက်ကင်တော်လန်ရေးကိုစစ်ကောင်စီတပ်ကလင်းရင်တုံးပြီးပြင်းပြင်းထန်ထန်နှိမ်နှင်းလျက်ရှိရမှာတိုက်ပွဲတွင်းတာမဟုတ်ဘဲအရက်သားတွေကိုပါပြစ်မှတ်ထားပြီးလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်နေတာပါအပင်အောင်လေးရောက်စီတော့ကျွန်တော်တို့ဆက်တနက်နဲ့ပဲဟို ဝိုင်းပစ်တာပေါ့နော်ကျွန်တော်တို့လည်းအကုတ်ကုတ်ဝင်းကိုဟိုဘက်ကပတ်လိုက်ဒီဘက်ကပတ်လိုက်ရှောင်ရတာပေါ့ကျွန်တော်တို့လည်းခြားပြေးကြနေရလည်းမရှိဘူးလေကျန်တဲ့တငယ်ကြီးနေရလည်းဟိုခောက်ဝေးဝေးမှာရောက်ကုန်ပြီအဲလေခွင်းနေပါညာရောက်ကုန်ပြီဆိုတော့ကျွန်တော်တို့လည်းဒီဆစ်ရှောင်းအဖွားတွေအဲကလေးတွေနဲ့အပင်အောက်မှာပဲနော် အပင်အောက်မှာပဲသူတို့နဲ့ဟိုဝတ်ပြီးတော့အပင်ကိုဟိုဘက်ဟိုဘက်ကပတ်ပြီးလိုက်ဒီဘက်ကပတ်ပြီးလိုက်ပေါ့အဲ့လိုပဲဝတ်နေကြအာသူတို့ကလည်းသူတို့ရတဲ့ဘုရားသားတွေပဲရွတ်တာပေါ့ဟိုဘက်ပြစ်တာရရကျွန်တော်လည်း အတက်နိုင်တော့ကျွန်တော်ကတော့သေးပြီလို့ပဲတွေ့တာပေါ့နော်ဒါပေမဲ့ကန်ကောင်းထောက်မှောက်တယ်နဲ့ကျွန်တော်တို့မထီခဲ့ဘူးပေါ့နော်မထီခဲ့ဘူးဆိုတော့အဲပြောမှဆိုရင်တော်တော်ကန်ကောင်းတယ်ပဲပြောအောင်ပေါ့နော်အဲလုံးဝကားအောက်မှာကားကအားလုံးပေါင်းအဲ့အပင်အောက်မှာကကားအားလုံးပေါင်းတန်ပါရောဆိုအားလုံးပေါင်း၅စီးရှိတယ်၅စီးကိုကားကြီးလည်းတစ်စီးမှမထီဘူးလူကြီးလည်းတောင်မှထီမတော့ဘူးပေါ့နော်ဟုတ်အာပြီးတော့လင်းနောက်ဆုံးတစ်ချက်ဝဲပြီးပြစ်တဲ့အချိန်မှာကျွန်တော်လည်းမရတော့ဘူးပေါ့ဒီတိုင်းဆက်နေရင်ငါတို့သေလိမ့်မယ်ပေါ့ဒါတော့ဆုံးဖြတ်ချက်ချပြီးတော့အမှ အကုန်လုံးကားပေါ်တင်တင်ပြီးတော့ပြက်နေတဲ့ကားကိုလည်းကျွန်တော်တို့နောက်ကိုတွန်းတွန်းပြီးတော့အဲဂျားရီကနေပဲကျွန်တော်တို့ဖောက်ထွက်ပြီးအမြန်ပြေးအမြန်ပြေးတော့အဲကားကားအနောက်ကိုကျွန်တော်တို့ကျွန်တော်တို့ကားအရင်ပြေးတာပေါ့အရင်ပြေးတော့ကျွန်တော်အဲမတန်ဆွမ်းအဖွားတွေပါလေအကုန်တင်တင်ပြီးတော့ကျွန်တော်တို့ပြေးတဲ့အချိန်မှာအဲကားအနောက်ကိုပဲဒီလိုဟိုလိုက်လိုက်ပြစ်တာပေါ့ကျွန်တော်ဟုတ်လို့စက်တနနဲ့လိုက်ပြစ်တာပေါ့ဟုတ် ဝင်နေဝင်နေဝင်နေတလေလုံးစစ်စင်ရေးအစာပိုင်းမှာတော့လေချောင်းအန်ရဲစိုးရင်ရတာကြောင့်ဒီမော့ဆိုမြို့နယ်ကဒေါ်စီအီကျေးရွာစာတင်ချောင်းကိုတလကြာဖိတ်ခဲ့ပါတယ်။ဒါပေမဲ့ကြောင်းပြန်ဖွင့်ပြီးသုံးဘက်ခန့်အကြာမှာပဲစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ားတယ်ဟိုလာတဲ့တန်းချတာဘောနော်အဲ့လိုမျိုးဟာအဲ့ချိန်လဲကိုဗာလဲအဲ့ဒီတိုက်လေမလာခင်တော့ဟာဒုံးလာအာဟာဝဲတာဘောနော်ဒုံးမောဟာဘယ်လိုလဲဗာနေရင်လဲအဲ့ကင်းထလေရင်ဝဲတာတော့တော်တော်ကြာတယ်အဲ့မှာအော်လေရင်လဲလာတာနဲ့တန်းချတာဘောနော်အဲ့လိုမမီတော့ဘောနော်ကျမတို့လည်းတော့ခေါ်ဖို့ရှိတယ်အဲ့လိုတစ်ချက် လာလာတန်ကြတာနဲ့တန်းချတယ်အဲ့လိုမျိုးကျွန်တော်တို့ကျွန်မအိမ်ကနေပဲလမ်းကြည့်ပြီးတော့ဩစာတင်ချောင်းပဲဖြစ်မယ်ဆိုပြီးတော့အဲ့လိုမျိုးဒီမှာမတော့မကောင်းဘူးကျွန်မအဲ့ဆိုရင်ပါပေါ့ဒီတိုက်ခိုက်မှုကြောင့်ဒေါ်ဟေဘလူးမူးရဲ့အသက်73နှစ်အရွယ်သားဖြစ်သူအပါအဝင်စာတင်နေတဲ့ကလေး၄ယောက်တေဆုံးပြီးအယောက်၄၀ခန့်ဒဏ်ရာရခဲ့ပါတယ် ြစ်သွားတော့လေမအနေနဲ့စိတ်ထဲမှာဘယ်လိုဘယ်လိုဖြစ်သွားလဲခံစားရတာပေါ့အမေမလေးဆိုအငယ်တွေရှိသေးတော့အသင်းထားရတာပေါ့နော်တို့လည်းဒီရဲ့လှန့်သွားပြီဆိုတော့ကွာပို့ပြီးတော့အဲ့လိုမျိုးဖြစ်သွားလို့ရှိရင်တို့ပို့ပြီးတော့ခံစားရမှာဆိုလို့ပါအဲ့လိုမျိုးအောက်ထားရတာပေါ့နော်အဲ့လိုစိတ်မအောင်ထားရတာပေါ့နော်အဲ့လိုမျိုးပဲရှိပါမနောဝန်နေတာပေါ့အင်းငယ်ကလေးတွေရောဘယ်လောက်ထိလန့်သွားလဲလန့်ဘယ်လောက်ထိလန့်သွားလဲဆိုအင်းရောက်တော့ ဘာလဲကတဲ့အောက်မှာပဲနေပြီးတော့ဥကိုပဲငိုကြတယ်လေအဲ့လိုမျိုးပြီးတော့အငယ်ဆုံးတယောက်ဆိုကျွန်မပဲဖဲပြီးတော့အဲ့လိုမျိုးနေတာပေါ့နော်တော့သူမနေရတော့ဘူးလေအဲ့လိုမျိုးလှန့်သွားတာအဲ့ကြောင့်ကွာအဲ့လိုမျိုးငိုလိုက်လို့ရှိရင်အဲ့လိုမျိုးဖြစ်သွားလိုက်လို့ရှိရင်သူတို့ပို့ပြီးခံစားရမှာဆိုလို့ဆိုပြီးစိတ်မအောင်ထားလို့စိတ်ခက်ခိုင်းထားရတာပေါ့နော်အငယ်တွေအတွက်အင်းတော်တော့အနည်းငယ်ဝေးတာပေါ့ငါတို့เนี่ย မနီးဘာနာဟုတ်ပါလေသူလည်းအမျိုးဝေးမှာပဲသွားသွားကျဲမယ်လို့သူထင်တာပေါ့ဒါမဲ့သူနားမှာရောက်ခါကျသူလည်းပုံဖို့အချင်းမမီခါကျသူသူပဲထိသွားတယ်ပေါ့နောက်နောက်ตุ๊กก็ตุ๊กละละชาเลยเยอะนะโดตุ๊ช้าตุ๊ซ้าเบมาถ้วยปีเลยเหรอตุ๊ไล่ขอมารู้ได้ตุ๊ปี่ถ้วยว่าตัวตะตุ๊ก็ตอนแรกเราไม่รู้ตุ๊ซ้าโห ဒီစိကောမှာကြောင်းပတ်တဲ့တာနောက်တူတာသူဝင်ပြေတော့ကဲမလို့တပြောတာသူမဲမှာသူ့ကိုွှဲထားတယ်မတော်တင်းနေစွာသူတာတာကဒီရလို့နာသူပြေသူထွဲလာတယ်လုံးချက်မှာကျသွားတာထိသွားလိုက်စာတင်ကြောင်းနဲ့အနီးတစ်ဝိုက်ကိုဘုံကျဲတာအပြင်လွိုင်းကော်နဲ့ဒီမောဆူကအမြောက်တရင်တွေကပါလက်နက်ကြီးနဲ့တနအီကြာပြစ်ခတ်ခဲ့ပြီးစာတင်ကြောင်းနဲ့ကလူတွေကတော့ ဘုန်းခိုကျင်းနယ်ပြေးဝင်နိုင်ခဲ့လို့အသက်ဘေးကနေလွတ်မြောက်ခဲ့ပါတယ်။တနာရီလောက်လောက်ကြာတယ်။တနာရီလောက်လောက်ကြာတယ်။သူဟာတစ်ခါကျဲလိုက်ဆိုအနေဆုံးနှလုံးပဲ။နှလုံးနှလုံးပြူးအမျိုးကြီး။ပြော်လဲအမြောက်တားလေးပါသွဲလဲကော်လာတရားနိလာလေးနိခုံလာမသိအမြောက်လဲပါလင်းကျဲလုံးနေနေလုံးနားပြီဆိုအမြောက်ကလာပါလေရောအဲ့လိုမျိုးဖြစ်နေ။နောက်ကျမတို့ပြောရမစို့လေဒီကလေးစာတိန်ကျောင်းနဲ့တိုက်ပွဲလည်းမရှိပဲနဲ့ပေါ့နော်။ ဟိုစစ်ဘေးရှောင်တွေပဲရှိအဲ့လိုမလုတ်သိမ့်ဘူးလို့ထင်တာလေမလုတ်သိမ့်ဘူးလုံးဝမလုတ်သိမ့်ဘူးเนาะအဲ့လိုမျိုးပေါ့စာတင်ကြောင်းနှစ်ကြောင်းဘုံကျဲတိုက်ခိုက်ခံရပြီးတလအကြာမှပဲရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်ကလက်ဤတိုက်နယ်ဆေးရုံလေကြောင်းတိုက်ခိုက်မှုကြုံရပြန်ပါတယ်ဒီဖြစ်စဉ်မှာ ဆေးရုံနီးကစစ်ပေးရှောင်အမျိုးသားတဦးနဲ့စေချော်တက်အရွယ်လူငယ်တဦးတေဆုံးခဲ့ပါတယ်။ဆေးရုံဝန်ထမ်းတွေနဲ့လူနာတွေကတော့ချိုးတင်ပြောင်းရွှေ့ခဲ့တာကြောင့်ထိခိုက်တေဆုံးမှုမရှိခဲ့ပါဘူး။ အမလင်းရတာဖြစ်သွားတာတော့ညီမတို့ကဒီ MBA ပေါ့နော်အမထိုင်မှာခုနတဲပေါ့နော်အမထိုင်မှာစကားပြောနေကြတဲ့အချိန်မှာဒီလိုရုတ်တရက်ပေါ့နော် ရောက်ချလာတော့လေးရရောက်ချလာတော့အမလာကျဲတာပေါ့လာကျဲတော့ညီမကပြီပုံရတယ်အဲ့လိုမျိုးအပြီးကြလို့ရှိရင်တိတ်မကြဘူးမိနစ်ပိုင်းပဲချတာပေါ့နော်အဲ့လိုမျိုးကြာရင်ဒီနားမှာတလုံးပေါ့နော်ထလာကျဲလာကျဲတော့ ဒီမှာဒီနားမှာပဲပုံသေးတယ်ပုံတော့ဟိုဒီရွာခန့်တွေပေါ့နော်ဟိုပြေးပုံပေါ့တခြားလုံးချုံတဲ့နေရာပုံဒီမှာမနေနဲ့ပေါ့နော်နေမှာဒီဖက်ပြေးဟိုဖက်ပေါ့နော်တောင်းနောက်ဖက်ပြေးပုံတဲ့အချိန်မှာအမအဲ့လိုကျဲချတာပေါ့နော်ကျဲချတော့အပြေကအဲ့လိုထိရဆုံးသွားတယ်ပေါ့နောက်ထပ်တလခန့်အကြာ April 17ရက်နေ့ကဖဲခုံမြို့နယ်လွယ်ရင်းကြီးွာကလူနေအိမ်ကိုစစ်တပ်ကညဘက်မှာဘုံကျဲတိုက်ခိုက်ခဲ့တာပါဒီတိုက်ခိုက်မှုမှာတိမ်ထဲမှာနေထိုင်ကြတဲ့ အသက်60ကျော်မျိုးသမီးတဦးနဲ့ကလေး2ဦးသေဆုံးခဲ့ပါတယ်။ကူနိတာကောင်းချင်းမေတ္တာ

မြန်မာစစ်တပ်ကရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာနဲ့ပတ်သက်ပြီးလေတပ်စီဒီယံဘူကြီးဇေတူအောင်ကအခုလိုထင်မြင်ချက်ပေးပါတယ်အခြေအနေတွေမှာဘာဖြစ်တာလဲဆိုတော့ကျွန်တော်တို့အခြေအနေတွေမှာဒီဟိုးရင်တည်းကစအာဒီ thinking တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုဟိုငါတို့စစ်ကြောင်းကိုမထီနဲ့ထီလို့ရှိရင်ထီတဲ့ကြွာတွေကိုမိရှို့တယ်လို့ပြချတယ်လို့ဆိုတာဒါကျွန်တော်တို့က DSC မှာတည်းကစတင်ခဲ့ဘူးတခါဆိုတော့ဒီအဲ့ဒီလူတွေကျွန်တော်တို့တင်ပေးခဲ့တဲ့လူတွေပေါ့နော်အပတ်စဉ်39လို့40လို့ အဲအဲ့လူတွေအကုန်လုံးကခုလက်ရှိ41တို့52တို့အဲ့လူတွေအကုန်လုံးကခုလက်ရှိဒီတိုင်းမှုတွေပါဒါစကဒါကစမှုတွေပါဖြစ်နေကြအဲ့38လေးပါအဲ့ဒီလက်ရှိဒီအဲ့အဲ့လူအဲ့အဲ့ဘတ်ဝင်းချင်ဒီပေါ့အဲသူတို့တွေကအဲ့ရင်းနေရစာအဲ့လိုမျိုးရှိရှိတော့အခုလက်ရှိစစ်ပွဲလည်းဖြစ်လည်းဖြစ်ကောဒီသူတို့ဒီတက်ကိုလာထိလို့ရှိရင်ဒီအဲ့နယ်တွေအကုန်လုံးကိုဒီပြချမယ်ဆိုတဲ့လူ ထိလို့ရှိရင်ပြချမယ်ဆိုတဲ့လူဆိုအဲ့လိုမျိုးရက်ဖက်နေရာတွေကိုသူတို့အဲဒီစစ်ပွဲကိုစစ်ကိုခေါ်လို့စစ်လာတယ်ဆိုတဲ့အယူဆနဲ့အဲဒီဒီလူတွေကထောက်ခံနေလို့မူတာတင်ဒီလူတွေအဲဒီ PDF တွေနောက်ဝင်တိုင်းသား ERO တွေသက်ဆက်နိုင်တယ်ဆိုတဲ့အယူဆနဲ့သူကအဲဒီကျွန်တော်တို့ရက်ဖက်ပြတ်မှတ်တွေကိုတိုက်ခိုက်တယ်လို့ယူဆပါတယ်ဟုတ်စစ်ကောင်စီဘက်ကတော့အရက်သားပြတ်မှတ်တွေကို မတိုက်ခိုက်ဘူးလို့လိန်လေလေးရှိပါတယ်ကျွန်တော်တို့အနေနဲ့ အရက်ဖက်အဆောင်တခုလို့သတ်မှတ်ထားတဲ့နေရာဒီသတ်မှတ်ထားတဲ့နေရာဒီရန်သူက ကိုယ်ကိုမပြစ်မခတ်မချင်းအရက်ဖက်အဆောင်ပါပဲရန်သူကကိုယ်ကိုဒီဟာပေါ်မှာမူတည်ပြီးပြစ်ခတ်လာရင်တော့ဒါစစ်ဖက်ဆိုင်ရာအဆောင်ဖြစ် ပြောင်းလဲသွားမှာဖြစ်ကြောင်းအတိပေးပြောကြားလိုပါတယ်ခုလိုလိမ့်လဲနေပြီမဲ့ထွက်ပေါ်လာတဲ့တပ်တွေအထောက်အထားတွေအရစစ်ကောင်စီတပ်ကကျူးလွန်ခဲ့တာကို ဘလို့မှညင်းလို့မရနိုင်ပါဘူး BW CI ကစုံစမ်းခဲ့တဲ့2023နိုဝင်ဘာလကနေ2024ဧပြီလအထိဂရင်းနီမာ ဖြစ်ပွားခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်6ခုမှာမျက်မြင်ကြုံတွေ့သူအယောက်20ပါဝင် စုစုပေါင်း23ဦးကိုအင်တာဗျူးမေးမြန်းခဲ့ပြီးတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့နေရာတွေမှာလဲကိုရိုင်းမှတ်တမ်းယူခဲ့တာဖြစ်ပါတယ်စစ်ကောင်စီကျွလွန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာဆိုရင် ဘသူတွေမှတာဝန်ရှိပါတယ်အမိန်ပေးစနစ်ကဘလို့သွားတယ်လဲဆိုတာစီရီယံဘူကြီးဇေတူအောင်ကထပ်ပြီးတော့ရှင်းပြပါတယ်အမိန်ပေးတဲ့စနစ်ကကျွန်တော်တို့အဓိကကဘာလဲဆိုတော့ဟိုတိုင်းမှုကအဓိကပဲ key point ပဲပေါ့နော်အမေကကျွန်တော်တို့အဓိကဘာတွေမှာရှိတယ်ဆိုတော့ဒီပြပုပေးတဲ့အချိန်မှာဒီစိတ်ရဲ့သဘောတရားရကျွန်တော်တို့ကဒီအတိုက်စစ်ရှိတယ်ခံစစ်ရှိတယ်ကျွန်တော်တို့ကအဲ့လိုမျိုးပုံစံတွေရှိကြတယ်ပေါ့အဲရှိကြတော့ကျွန်တော်တို့ကဥမာဆိုပါဆိုကျွန်တော်ဒီကျွန်တော်တို့ကတော့ပို့ပြနေနေပြန်တို့ကဒီ တိကူပြီးတဲ့အချိန်မှာဒီ ambush လုပ်တဲ့အချိန်ဒီမှာတုံးတာတွေရှိရယ်နောက်ပြီးတော့ရှင်မိမိကြောင်းတိုက်ခတ်ခံနေရတွေမှာတုံးရတာတွေရှိရယ်ကျွန်တော်တို့အဲ့တခြားလုံးကတော့ကိုယ်စကန်တိုက်ခတ်ခံရတာတွေမိမိစစ်ကြောင်းတိုက်ခတ်ခံရတာတွေမှာအဓိကထားပြီးတော့မှတုံးတုံးလေးရှိပါအဲ့လိုအချိန်ဒီမှာဆိုတော့ကျွန်တော်ဒီကတော့အောက်ကတရင်ကနေပြီးတော့မှနှမ်းတောင်းနေတိုင်းမူစီနှမ်းတောင်းနေတိုင်းမူကနေပြီးတော့မှ okay အဲချို့တရင်နေပြီးဘေးစီမှာပြီးတယ်ချို့နေရာတွေကျတော့ပြီးတယ်ပြီးမယ်မပြီးဘူးဆိုတော့ကျွန်တော်တိုင်းမူကပဲဆုံးဖြတ်တယ် ဒီနေရာတစ်ခုကိုလေကြောင်းပစ်ခတ်ဖို့တိုင်းမှုက ဆုံးဖြတ်ပြီးတဲ့အခါကကကြီးလို့ခေါ်တဲ့နေပြည်တော်ကကာဝေးဦးစည်းချုပ်ရုံးကိုတင်ပြရပါတယ်။ကကကြီးကနေမတဆင်လေတက်ကိုပြန်လည်အမိန်ပေးတာဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုကျွလွန်တဲ့စစ်ကောင်စီရဲ့လှုပ်ရက်ဟာဘာကြောင့်နိုင်ငံတကာရာဇဝတ်မှုမြောက်နိုင်နေဆိုတာတပည့်အိုင်တပည့်အမ်အကြီးအကဲကရှင်းပြပါတယ်။ Well, that would depend upon all of the circumstances but potentially airstrikes could be either crimes against humanity or it could be um, a war crime. A basic principle of the laws of war are that civilians should not be targeted. So it's a it's a crime, a war crime, if a any kind of attack, including an airstrike, is directed at those not directly participating in the conflict. Those are civilians anyone not directly participating in the conflict is a civilian and protect, protected by international law from such attacks. Also, if the attack was part of a wide, uh, systematic or widespread attack on a civilian population, uh, then again, it could be considered a crime against humanity. If it's done with the intent to destroy an ethnic group, then it could even be considered genocide, if it's done with the intent to destroy a national, racial, religious, or ethnic group. So it depends upon the circumstances of the airstrike, whether or not it would be an international crime, and how it could be classified. It's not uncommon that the same act could be classified as both a crime against humanity and a war crime. တပိုင်းတပိုင်းအမလို့ခေါ်တဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရဟာ <laughs>

And what did they know? What was their intent when they ordered the attack? Did they know that it was a civilian uh, target that was going to be hit? So it's That's difficult, it. but not impossible to prove. 妈妈没什么啥的，我先用一些，以前用我先看的，没老对，没老太的那样。<noise> ဘာလို့အတော်မောတယ်စိတ်နာတယ် ျမတို့ကျမတို့ဒီလိုမခံစားရခင်မှာခံစားရတဲ့လူတွေအများကြီးပဲရှိမှာဆိုအဲသူတို့ကလည်းကိုချင်းစားတော့ဘောနော်ဟောကျမတို့အလဲရောက်တော့လေကျမတို့ခံနိုင်ရရှိရမှာဘောနော်အဲ့လိုမျိုးအဲ့လိုမျိုးပဲစိတ်ထမှာအဲ့လိုမျိုးပဲထားတာဘောနော်အားသိမ်းထားရတာဘောနော်ဟိုပြောမယ်ဆိုတပြည်နယ်လုံးတနိုင်ငံလုံးခံရတဲ့ဟာတွေတော့အားကြောင့်ကိုလည်းစိတ်ခခံအဲ့လိုမျိုးပဲထားလိုက်တော့ဘောနော်101နဲ့တော့ဘော 2024ခုနှစ်ဖေဖော်ဝါရီလကနေနိုဝင်ဘာလအတွင်းမှာတော့ခရီးနီပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းဖေကုံမြို့တို့မှာစစ်ကောင်စီရဲ့တိုက်လေယာဉ်၃ဘုံကျဲမှုကြောင့်အရက်သား29ဦးထပ်မင်းနဲ့တည်ဆုံးခဲ့ပါတယ်စစ်တပ်အနာသိမ်းပြီးချိန်ကစပြီး2024ဩဂုတ်လအထိစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သား1949ဦးတည်ဆုံးပြီး2453ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ညံလင်းတဲ့သူတေသနာအဖွဲ့ကထုတ်ပြန်ထားတာရှိပါတယ်။နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရေးအသင်း ABB ရဲ့စီးရင်များအရစစ်တပ်အနာသိမ်းပြီးကလေးကမြန်မာနိုင်ငံမှာရက်သား6000ကျော်တပ်ဖြတ်ခံခဲ့ရပါတယ်။ဒါအပြင်မင်းအောင်လှိုင်အပါဝင်စစ်တပ်နဲ့အစိုးရထိပ်တန်းခေါင်းဆောင်တချို့ကိုဝင်းဂျာလူမျိုးတုံးတပ်ဖြတ်မှုဆွဆွဲချက်နေပဲအာဂျန်တီးနားတရားရုံးက2025ခုနှစ်ဖေဖော်ဝါရီလထဲမှာဖမ်းဝရမ်းထုတ်လိုက်ပါတယ်ခင်ဗျာ။ ဒါပေမဲ့လည်းမြမစစ်ကောင်းဆောင်တွေဟာအပြစ်ပေးခံရခြင်းကနေယနေ့အထိလွတ်မြောက်နေပြီးစစ်ရာဇဝဲမှုတွေကိုဆက်လက်ကျူးလွန်နေကြဆဲပါ